အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီနေ့ရဲ့နောက်ဆုံးသတင်းဒါ breaking news မရှိခဲ့ဘူးဆိုရင်ပေါ့နော်ဒီနေ့ရဲ့နောက်ဆုံးသတင်းကိုကျွန်တော်ဒါသတင်းနေတယ်မဟုတ်ဘဲနဲ့ Liverpool နဲ့ပတ်သက်တဲ့ဥစ္စာလေးနည်းနည်းပြောချင်တယ်အဲ့တော့လက်ရှိမှာရလက်ဒေတာကျွန်တော် Liverpool အသင်းနေနဲ့စူးရွားနေပေမဲ့ဒါလက်ရှိ Liverpool ရဲ့ဒါကျွန်တော်တို့ဒါ sorry ပါ liverpool ရဲ့လက်ရှိဒါကျွန်တော်တို့အပုတ်ဖွဲ့နေတာကျွန်တော် liverpool နဲ့ဒါကျွန်တော် fg တို့ oso အနေနဲ့ arni slot ကိုအပြောင်းလဲလုပ်သွားမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သိရတယ်ဒါမှပါတယ်လက်ရှိမှာ tawn journalist တွေက arni slot အနေနဲ့သူတို့အနေနဲ့ဒါကျွန်တော်အခုလက်ရှိမှာပေါ့နော်သူစိတ်ကြိုက်ဝယ်ခဲ့တဲ့ကစားသမားတွေမဟုတ်ဘဲနဲ့အသင်းရဲ့ပုတ်ဖွဲ့ကစိတ်ကြိုက်ပုံစံမျိုးဝယ်ခဲ့တဲ့ကစားသမားတွေဖြစ်တဲ့ကြောင့်မို့ပုတ်ဖွဲ့အနေနဲ့ဒီကစားသမားတွေကို arni slot အနေနဲ့ဒါကျွန်တော်တို့တည်တည်ချာချာကစားရမယ်ဆိုရင်ဒါကျွန်တော်တည်တည်ချာအဝင်ကွင်ကျလုံအောင်လုပ်ရမယ်ဆိုရင်အချိန်တစ်ခုယူရမယ်ဆိုတာကိုအစကတည်းက Michael Edward တို့ဒါ Richard Hughes တို့ကတီ တယ်ဆိုတဲ့အကြောင်းကိုဒါသူတို့အနေနဲ့ဒါနောက်ဆုံး update ရဂျွန် PS ရရေးထားရပေါ့တည်တာအဲ့တော့လီဗာပူးရဲ့ထုံးဝနိုင်မှာပဲထုံးဝနိုင်ဘုတ်အဖွဲ့နေတာမန်နေဂျာနဲ့အမြဲတမ်းကြွားတယ်။ဂျာယန်ကလော့ဒ်တုံးကလည်းဒါကျွန်တော်မက်မဲရမိုက်ကယ်အိုဝန်နဲ့ညှိသွားခဲ့တဲ့ movement တွေဒါတွေပဲလို့ပြောလို့ရတယ်။လက်ရှိမှာဒါမက်မဲရဂျာယန်ကလော့ဒ်ရဲ့ဒါကျွန်တော်အအောင်မြင်ဆုံး movement ကစားသမားတော်တော်များလေမိုက်ကယ်အိုဝတ်ကိုတည်းကသူ့လက်သူ့ချင်းနဲ့ဝယ်ပေးခဲ့တဲ့ကစားသမားတွေဖြစ်တဲ့ကြောင့်မို့အဲတုံးကဒါကျွန်တော်မိုက်ကယ်အိုဝတ်ကတော်တော်လေးပါဝါကြီးတယ်ပေါ့။အဲ့တော့ဒါကျွန်တော်ပြီးလက်ပြီးတော့ဂျာယန်ကလော့ဒ်နဲ့မိုက်ကယ်အိုဝတ်တို့အစနဲ့ညှိတယ်။မိုက်ကယ်အိုဝတ်ဒိုးသွားတယ်ပြီးတော့ပြန်ဝင်လာတယ်ပေါ့နော်။မိုက်ကယ်အိုဝတ်ပြန်ဝင်လာတဲ့ဆီမှာကလော့ဒ်ပြန်ဒိုးသွားတယ်။အဲ့တော့ လက်ရှိဒီတိုင်းမှာပဲဒါကျွန်တော်တို့လက်ရှိမှာအာနီစလော့အနေနဲ့အာနီလူတော်မြတ်မားတဲ့အချိန်အာနီစလော့ဒီမန်နေဂျာမဟုတ်ပါဘူးအာနီစလော့ဒီဟက်ကိုချ်ဖြစ်ပါတယ်ဟက်ကိုချ်နဲ့မန်နေဂျာနဲ့အရန်ခွာပါတယ်ဟက်ကိုချ်ကလက်ရှိမှာအသင်းရဲ့နီးစနစ်တွေအသင်းရဲ့ဒါကျွန်တော်တို့ဘယ်လိုမျိုးလာရလပိုင်းခြေစွမ်းပိုင်းတွေကိုအဓိကဦးဆောင်ပေးပြီးအပြောင်းရွှေ့မှာသူ့အနေနဲ့သူ့ဘာလူခြင်းလဲဘာမလူခြင်းဘူးလဲပြောပိုင်ခွင့်တော်ရှိပေမဲ့တကယ်တမ်းနင်းသားကလာဟိဆိုတဲ့မိုးမက်မှာကစားသမားကိုအတိကျပုံစံမျိုးဒါကစားသမားကိုတောင်းလို့မရဘူးလို့ပြီးရအဲ့မှာလက်ရှိမှာဗျဒါမှမဲ့ဂျာဂျန်ကလော့ခဲ့တော့ဒါအခုချိန်ထိမမေ့သေးတာဒါဂျာဂျန်ကလော့ကသူ့ရဲ့ကစားသမားဟောင်းဖြစ်တဲ့မာရီယိုဂေါ့ဇီကိုဒါ ျွန်တော်တို့သူ့အနေနဲ့ Borussia Dortmund ကခေါ်ချင်တယ်ဒါပေမဲ့လက်ရှိမှာ Gozzi ဆိုတာတက်ဆိုင်ပိုင်ကအဝကတော့ကျွန်တော်တို့ Florio sorry ဒါလည်း Roma နေပြီးတော့ကျွန်တော်ဆာလာကိုခေါ်တာပူပြီးတင့်တော်တယ်ဆိုတဲ့အကြောင်းကိုဒီလိုပုံစံမျိုးတွေလွားခဲ့တာရှိအဲ့တော့လက်ရှိမှာဒီအတိုင်းပဲပေါ့နော်ဒါပေမဲ့ပြန်တချို့ကြပါအားလုံးဆိုတာဒါဆိုကြတာခုနက Isatu ဘာလို့ Florian Ribery တို့ဘာလို့ကိုခေါ်တာဘာလို့မမြင်လဲခင်ဗျာစဉ်းစားကြည့်လေ Florian Ribery တို့လက်ရှိမှာဒါ Premier League မှာဒါမို့ Liverpool မှာလက်ရှိမှာ Ambition ဖြစ်တာအဲ့မှာ AM မြန်မာခုလက်ရှိမှာ Protect G လို့ကစားသမားတယောက်ခင်ဗျာအသင်းနဲ့ထည့်ပေးမယ်ခင်ဗျာမကောက်ဘူးလို့ပြောရင်ခင်ဗျာ ်ခမရမခေါ်ဘူးလို့ခမရညင်းမလားကျွန်တော်ဘရအဲ့ဒီတိုင်းပဲအီဆက်လေအဲ့တိုင်းပဲအီဆက်အနေနဲ့ကလက်ရှိမှာတော့ကျွန်တော်တို့လစ်ဗာပူးအသင်းတွေတာပရီးမီးယားလိမှာအကောင်ဆုံးသောအယ်လန်ဟာလန်ပြီးရင်ဒုတိယအကောင်ဆုံးတိုက်စစ်မှုတရားအနေနဲ့ဒါခမရခမရမလိုချင်ဘူးလားမင်းအခုလက်ရှိမှာဒါဒါဝင်နီးနက်ကိုဆုံးရှုံးထားတဲ့တရားအနေနဲ့ခမရယူမှာပြအဲ့တော့တခါကြရင်ပြခုနလူတို့ခမရအာနီစလော့ကမငင်းဘူးလားခမရကိုအခုလက်ရှိမှာခမရဥမာကျွန်တော်ဖုတ်ဘောမန်နေဂျာကျွန်တော်တို့ဆော်ရီလူတရားအနေနဲ့ခမရဖလော်ရီယာရစ်နဲ့အီဆက်နဲ့လာပြီးမှာခမရမယူလားယူမှာပဲလေကျွန်တော်ဘရသိလားဒါပေမဲ့ပြဿနာက အဲ့နေရာမှာနည်းနည်းတက်တနာရှိတာကျွန်တော်ဖတ်မိတလောက်ပေါ့နော်အာနီစလော့နဲ့သူကဒီနှစ်နွေရာသီမှာသူအနေနဲ့ CB နဲ့ full back ကိုဒါခန်စစ်ကိုသူလုံအောင်ပို့ပြီးတော့တောင်းခဲ့တယ်သူရတယ်မဟုတ်အသင်းဘက်ကဒါကျွန်တော်ခန်စစ်ကိုနည်းနည်းလေး priority ကနောက်ကျသွားတယ်ဒါပြဿနာကဘာဖြစ်လဲဆိုတော့ဒါ လဘဘုတ်ဖွဲ့အနေနဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ခံစစ်ကိုလွယ်လွယ်ကူကူနဲ့ရနိုင်မယ်သူတို့ထင်ခဲ့တယ်အဓိကဗျကျွန်တော်ဒီလောက်ကြားရတဲ့သတင်းတွေရဆိုရင်လဘဘုတ်တင်းနေတာမက်ဂါယီကိုဒါကျွန်တော်တို့အနေနဲ့ AC ခေါ်ယူနိုင်မယ် UJ တို့ကြောင့်သူတို့အနေနဲ့ AC လုပ်ခဲ့တယ်အဲ့ဒါကလဘဘုတ်တင်းရဲ့ဒီနေ့ရဲ့မဟာအမှားဆုံးတဲ့တစ်ခုလို့ပြောလို့ရတယ်ဒါပြင်နောက်တစ်ခုကတော့ကျွန်တော်အလက်ဇန္ဒားအာနုရဲ့ mistake ဒါအလက်ဇန္ဒားအာနုရဲ့နေရာကိုလက်ရှိမှာ Arsenal ဆိုတော့လေဘဘူးအသင်းဘက်ကနေ right back နေရာကို frame ပေါင်နဲ့ဒါကျွန်တော်တို့အစားထိုးခဲ့နေတာမှရှိတယ် frame ပေါင်နဲ့အခုလက်ရှိမှာဒဏ်ရာကြောင့်မို့ဒါကျွန်တော်တို့လွဲချော်နေတဲ့အခြေအနေရောဒါငကိုတဲကပြာကျွန်တော်တို့တင်တာဘယ်လိုလဲ Michael Edwards တို့အဲ့နေရာမှာမှားလို့မြင်တယ် ဘလောက်ပဲအလဇနာအာနုတိုက်စစ်ကောင်းတယ်ခံစိတ်အားနေတယ်ပဲပြီးတော့အလဇနာအာနုဒီ RWRB ဖြစ်တယ် RWB မဟုတ်ဘူးဒါဟာ reality ပဲကျွန်တော်ခုနကပြောသူ့ဘာသူ inverted အာလို့တာခံစစ်ညံ့နေဆိုမှခံစစ်မှာအ ਨੇ ဆုံးတော့ခံစစ်ဆော့တတ်တယ်ဂျယ်ရမီဖရင်ပွန်ရဲ့ natural position ကိုတိုင်းက RWB ဖြစ်ပြီးတော့ RW ကို transition ပြောင်းတဲ့ကစားသမားဖြစ်တယ်အဲ့ဒီဥစ္စာကလည်းရှိမှာ Michael Edwards ရဲ့ဒီနေ့အမှားဆုံးအချက်လို့ကျွန်တော်အနေနဲ့မြင်ရတယ်ဒီမှာပါတယ်ပြီးတော့တကယ်ခုနပြောလို့ပဲဒါဒီနေရာအတွက်လည်းလက်ရှိမှာ Liverpool တင်းနဲ့ right back နေရာအတွက်လည်းခုလက်ရှိ market ထဲမှာပြန်ဝင်ဖို့တဲ့ Liverpool တင်းစူးစမ်းနေပြီ right back နေရာမှာဒါကျွန်တော်တည်တည်ချာချာဒါကျွန်တော်စူးစမ်းဖို့အဲ့တော့ Spurs တင်းရဲ့ right back စားဖြစ်တဲ့ Pedro Puru ကိုဒါ Liverpool တင်းနဲ့စိတ်ဝင်စားမယ်စပါးနဲ့တူတာကာလာရှေစာချုပ်ရှိသေးတယ်လို့ကျွန်တော် Pedro Puru ကိုလည်း Liverpool တင်းနဲ့စိတ်ဝင်စားတဲ့ ဆင့်လောက်မှာပဲရက်တက်နေတယ်လို့ပြောလို့ရတယ်တကယ်တော့လီဗာပူးတင်းကဒီနေ့ကအပြောင်းအရွှေ့မှာပြန်ကြည့်မယ်ဆိုရင်သူတို့အနေနဲ့လာမယ့်နှစ်မှာစပါတင်းကစားသမား2ယောက်ခန်းစီကစားသမားတွေတော့တော်တော်လေးသဘောကျတယ်ပက်ဒိုပူရဲ့မစ်ကီဗန်ဒါဘင်း2ယောက်လုံးကလက်ရှိမှာမစ်ကီဗန်ဒါဘင်းကဆာယုတ်တချုပ်ဘူးတဲ့အခြေအနေကောင်းနေတယ်ပက်ဒိုပူရောကတော့လက်ရှိမှာကာလာတစ်ခုအရာဆာယုတ်တတန်းကျန်တဲ့ကြောင့်ဘာသာမှတော့တိတ်မထွက်သေးဘူးအဲ့တော့လီဗာပူးတင်းကခုလက်ရှိမှာနောက်ထပ်တစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုလက်ရှိစန်တာဘက်ပေရင်းပဲလီဗာပူးတင်းကခုလက်ရှိဒါကျွန်တော် ခုနကပြောလို့ပဲဗာဂျယ်ဗန်ဒါရဲ့ဒါအစားထိုးနေရာကိုရှာတယ်โอเค pleasant ပဲဒါပေမဲ့လက်ရှိ Facebook ပြင်ဖို့အရေးကြီးတယ်။ခန်စစ်ပိုင်းမှာလက်ရှိ left back ဒီနေရာမှာ left back ကိုတော့ဗျာကျွန်တော်အမှန်တိုင်းပြောအပြစ်ကြီးတယ်အများကြီးမပြောချင်ဘူး။ Caracas ကဘုံပေါ်မှာတအားကောင်းတာကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တင်းကိုယ်တိုင်လည်းရင်ဆိုင်ရလာခဲ့တဲ့ကစားသမားတယောက်အနေနဲ့ Caracas ဘလို့ဖြစ်လို့ဒီခြေဖြစ်သွားကျွန်တော်နေလုံးဝနာဥပမာပြောကြည့်တာ ခမရဆမီညိုကိုခမရအသင်းအခုချိန်မှာတက်ပြီမယ်ခမရအခုလက်ရှိမှာဒါလီဗာပူးအသင်းကဒါဝင်းကစားသမားလူရင်းဆမီညိုကိုလက်ခံမှာပဲကျွန်တော်ပြောတာသိလားဆမီညိုလက်ဝင်းလဲဆိုရိုက်ဝင်းလဲဆိုတဲ့ဒါလက်ဝင်းကဆာလာအကြရိုက်ဝင်းဆိုမှာလက်ဝင်းပုံစံမျိုးဝင်းဆိုမှာဆမီဒါပေမဲ့ဆမီညိုကစားသမားပြောလီဗာပူးမှာလုံးမဖြစ်ဘူးဆိုရင်ဒါ tactic ကြီးပဲမဟုတ်ပဲတစ်ခါကြန့်ခုနကပြော new environment အများကြီး impact ဖြစ်တယ်ကရာကက်စ်ရဲ့ပတ်သက်ကရာကက်စ်ရဲ့ခြေစွမ်းနဲ့လည်းပတ်သက်ပြီးကျွန်တော်ကဒီလိုပဲမြင်တယ်ကရာကက်စ်အနေနဲ့လက်ရှိမှာအကုန်ကျွန်တော်ကိုယ်တိုင်ပြဒါခုနဘုံမောက်အသင်းမှာ left back ကြီးမှာဆောင်းဝမ်းမိုက်အခုချိန်ကျွန်တော်မစီရမထသေးတာစပါးနဲ့ပေါ်သူစပါးရဲ့ကစားသမားကိုဖျက်သွားဖျက်ပြီးတောက်လျှောက်ပြေးသွား ာပြီးတောင်းမဝုန်းဆိုဖြတ်ပေးလိုက်တယ်အဲ့ဒီလုံးဝဒါ event nation အဆုံးသတ်ပြီးဂိုးသွားတယ်ကရာကက်စီကအဲ့ဒီရဲ့မှီတဲ့သုံးပုံတစ်ပုံတော့ခြေစွာကျွန်တော်မလို့အီဆက်ကတော့ထားလိုက်တော့အီဆက်ကလက်ရှိမှာဒါကြန့်ခိုင်မှုပြီးွားကျွန်တော်နေဘာမှမဝေးပဲအဲ့တော့လက်ရှိမှာ right back ကတော့ဒါအဲ့ Michael Owodo အဆူမှားသွားတယ်ကျွန်တော်နေနေမြင်တယ်ဒါပေမဲ့ left back ကတော့ကျွန်တော်နေမှားတယ်သိပြီဘာလို့ဆိုခဏစဉ်းစားကြည့်လေကျွန်တော်ပြောတာ လုံးဝဗျာပရီးမီးယားလိမှာအန်ဝင်ဂွင်ကြဖြစ်နေပြီးတကစားသမားတယောက်အန်ဝင်ဂွင်ကြအောင်ဝဲပါရဲဆိုမှဒီကစားသမားကိုမှားတယ်သူကပြောရင်လည်းဘာမှတိတ်ပြီးထူးသွားမယ်လို့ကျွန်တော်အနေနဲ့တိတ်တော့မမြင်မိဘူးအဲ့လက်ရှိမှာလစ်ဗာပူးတင်းနဲ့လက်ရှိတာကျွန်တော်ပြန်ပြီးဆက်ပြီးပြောရမယ်ဆိုရင်တော့တို့အနေနဲ့ အာနီစလော့နဲ့ပါအဲအာနီစလော့နဲ့ကိစ္စနဲ့ဆက်ပြီးပြောရမယ်အာနီစလော့အနေနဲ့လက်ရှိမှာသူတို့ကအချိန်ပေးဖို့ ready ပဲသူတို့ကူရန်တာစိတ်ကြိုက်ဝယ်ပြီးတဲ့ကစားသမားအာနီစလော့က manage လုပ်တဲ့အချိန်တစ်ခုယူရမှာသူတို့တည်ပြီးသားဖြစ်တယ်ဒါအပြင်အာနီစလော့ကိုဒါပထမရာသီမှာနေ Premier League ကိုယူပေးထားတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အာနီစလော့ကိုဒါကျွန်တော်စာချုပ်တက်တန်းတိုးဖို့တောင်မှ Liverpool တင်ကစဉ်းစားနေပြီလို့သိရတယ်မှာပါတယ် market ထဲမှာအာနီစလော့ရဲ့လက်ရှိမှာဒါပို့ပြီးတင့်တော်မဲ့နီးပြတယောက်မရှိဘူးလို့ဒါကျွန်တော်နီးပြလို့ဆိုတော့ဒါဘုတ်ဖွဲ့အနေနဲ့လက်ရှိမှာဒါကျွန်တော်သိသတ်မှတ်ထားတဲ့ဓမ္မပါအဲ့တော့အာနီစလော့စာချုပ်တက်တန်းတိုးဖို့အတွက်လည်း Liverpool အသင်းကတရားဝင်ဆွေးနွေးနေတဲ့ land တစ်ခုပေါက်နေဖြစ်ပြီးတော့သူ့ရဲ့ agent ကဒါနဲ့ပတ်သက် ပြီးတရားဝင် confirm လုပ်ထားတယ်ဆိုတာကိုလည်းသတင်းတွေထွက်လာခဲ့တယ်မှာပါတယ်အဲ့ဒါလက်ရှိအာနီဆိုတဲ့သတင်းပေါ့အဲ့အာနီဆိုကလည်းရှိမှာ Liverpool ဘက်ကနေပြီးတော့ဒါကျွန်တော်အချိန်တစ်ခုပေးဦးမယ် ASC တွေ့အောင်မနောက်တစ်ခုအနေနဲ့ပြောမယ် left back နဲ့ခုနကပြောနေတဲ့ပြောသွားတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Robertson Robertson နေနဲ့အခုလက်ရှိမှာဒါကျွန်တော်လာမစ်ဆောင်းရသည်အတွင်းမှာထွက်ဖို့တဲ့ပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်လာမစ်နွေရသည်ဆိုတော့လာမစ်ဆောင်းရသည်မှာသူနေထွက်ချင်လာခဲ့တယ်လက်ပြမှာဒါကျွန်တော်တို့ကစားသမား32နှစ်အရွယ်လည်းဖြစ်လာခဲ့ပြီဖြစ်ကြောင်း Liverpool တင်းနဲ့လာမစ်ဆောင်းရသည်မှာတော့ကစားသမားကိုပြီးထွက်ဖို့အစီအစဉ်ရှိဘူး left back မှာလည်း market ရ ရဈေးကြည့်လို့နဲ့အတွက်ကြောင့်မို့တို့တွေနဲ့လွတ်လွတ်ကူကူကျွန်တော် Andy Robertson အသင်းကနေပြထုတ်မှုရှိဘူး။အကယ်၍ထွက်မယ်ဆိုရင်တော့မှ Robertson နဲ့ Lamine Nui ရာဒီမှာပဲအသင်းကထွက်ခွင့်ရှိမယ်လို့သိရတယ်မှာပါ။အဲ့တော့ Robertson ကထွက်ခဲ့မယ်ဆိုရင်သူအနေနဲ့ဒါထွက်ခွင့်ပေါ့ Lamine Nui ရာဒီကျတဲ့သူစာချုပ်ကတက်တန်းကကုန်ပြီ။အဲ့စာချုပ်တက်တန်းမကုန်ခင်မှာ Lamine 6လတွင်မှာတော့သူ့ကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ ဆက်တစ်ကတရဝင်အခုကျင်ခဲ့ရစပြီးဆွေးနွေးနေပြီလို့သိရတယ်မှာပါတယ်ဆက်တစ်ကလာမယ့်6လအတွင်းမှာတကစားသမားကိုတရဝင်အလွတ်နဲ့ခေါ်ယူဖို့အတွက်ကြိုးစားနေတာဖြစ်ပြီးတော့လီဗာပူးကကစားသမားအတွက်စာချုပ်သက်တမ်းအသစ်တိုးဖို့လည်းစီစဉ်မရှိဘူးလို့သိရတယ်မှာပါတယ်လီဗာပူးတင်လာမယ့်နေရာဒီမှာပဲ left back ကစားသမားကိုထပ်ပြီးဝယ်သွားမှာဖြစ်ပြီးတော့ Robertson ကိုနေရာပေးတာတဲ့ဆိုင်သူ့နယ်ကစားသမားအသစ်ကိုပဲတွေးတက်လောင်းသွားဖို့အတွက်လီဗာပူးတင်ပြင်ဆင်နေတဲ့ဆွေးသတင်းထွက်လာခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကောလာဟာလာတွေရဒါကျွန်တော်ကူနာတင်းတဲ့လီဗာပူးတို့ဒါကျွန်တော်တို့စာချုပ်အတွက်ထပ်ပြီးတော့ထိုင်ခဲ့ကြလို့သိရတယ်မှာပါတယ် features ရဲ့ ောပုံအရဆိုရင်တော့ဒါကြောင့်စာရုပ်သစ်ပူဇော်မျိုးကန်လန့်ခဲ့ဆိုမြဲလက်ရှိမှာ Liverpool ရဲ့ sources တွေက Liverpool ကစာရုပ်သစ်ကန်လန့်ခြင်းမရှိဘူး Liverpool တင်းတဲ့တတရမြောက်စာချုပ်အတွက်ဒါကျွန်တော် Kunati တို့ agent ဘက်ကနေပြန်ပြီးတော့လာထိုင်ခဲ့တာဖြစ်ပြီးသူတို့နေဒီတတရမြောက်စာချုပ်ထဲကဥစ္စာကိုပဲပြောင်းလဲမှုတချို့ပြုလုပ်ဖို့အတွက်ဒါကျွန်တော်တွေ့ဆုံဆွေးနွေးခဲ့တဲ့အသေးအရမှာပါတယ် Liverpool ကလက်ရှိမှာ Kunati ရဲ့အပြုမူနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်စိတ်ပြတ်နေတာဖြစ်ပြီးတော့ Liverpool တင်းတဲ့သူတို့ဘက်ကတော့တိတ်ပြီးပြောင်းလဲပြုမှုမရှိဘူးအကဲကုနာဘော Kunati အနေနဲ့ okay အများကြီးမပြောင်းလဲဘူးနည်းနည်းလေးဒီတတရမြောက်စာချုပ်ထဲကပဲအချက်လက်တချို့ကိုပြောင်းလဲခြင်းနဲ့ဆိုတော့ alright ဒါဖြစ်သွားနိုင်တယ်မှာပါ ယ်အခုလက်ရှိမှာကုနာတိတို့ဒါအေဂျင့်တို့အစုကနေပြီးတော့အတိတာပါတဲ့ရီယယ်မက်ထရစ်ကလက်ရှိမှာခေါ်ဖို့လဲစိတ်မဝင်စားဘာညာလဲဆိုတော့ဒါကျွန်တော်လက်ရှိမခေါ်တော့ဘူးပုံစံဖြစ်သွားအောင်အဲ့တော့အဓိကခုနပြောလို့ပဲလက်ရှိမှာဒါကူနာတေးရဲ့အချိုးလည်းနည်းနည်းလေးပြောင်းရမယ်လို့မြင်တယ်။အဲလိုလိုဘူးတင်းတဲ့လက်ရှိမှာကူနာတေးကိုဆာရုပ်ချုပ်ဖို့တော့လက်ရှိမှာ willingly ဖြစ်တယ်။ခြေစွမ်းနေရခုလက်ရှိမှာမကြည်မတိမငြိဖြစ်နေတော့ညာလေလိုဘူးတင်းကတတရမြောက်ဆာချုပ်ကိုတော့ပြန်ပြီးရုပ်သိမ်းထားခြင်းမရှိဘဲဒီတတရမြောက်ဆာချုပ်ကိုတော့အခုချိန်ထိ on track ပုံစံမျိုးလုပ်ပေးထားခြင်းပဲရှိသေးတယ်လို့သိရတယ်ဒီမှာပါအဲ့တော့ Liverpool တင်းကတော့ဒီနှစ်ဆောင်းရာသီမှာကလူထပ်ဖြစ်ခဲ့မယ်ဆိုလေဒါကျွန်တော်ခံစစ်ပဲထပ်ဖြစ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဂါယီကိုငွေပေးပြီးဝယ်လို့ရအောင်လဲဝယ်ဖို့အတွက်လည်းထပ်ပြီးတော့စူးစမ်းပါမယ်လို့လည်းသတင်းတွေရသိရတယ်မှာပါပါတယ်။လောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတော့အပေါင်းကူညီလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတင်ပါနဲ့။ကောင်းမွန်သွန်တေးနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပြီကျွန်တော်တို့နောက်မှာ AAC တွေ့ကြရပါဘူး။အားလုံးမကြိုတင်ပါနဲ့။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာ ကလစ်မှာအမြန်နေဖြစ်ပါတယ်ဒေးဗော်ဗျာ